Okay မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကိုလာပြီးတော့ပြပြပေးမယ်ပေါ့နော်တကယ်ချင်းတော့เนาะဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုနားထောင်ပြီးသွားပြီဆိုလို့ရှိရင်လဲဆုံးအောင်နားထောင်ပြီးသွားပြီဆိုလို့ရှိရင်လဲ like share လေးလုပ်သွားပေးပေါ့နော်စေတနာနဲ့ပေါ့နော်ဆိုတော့ဒါကဘာဖြစ်တာလဲဆိုလို့ရှိရင်တော့ဒီညီမလေးကနေမှဒါ तू ကအလုပ်မရှိလို့အလုပ်လုပ်ချင်တဲ့သူတွေကိုဒါတတိထားစီဖို့အတွက် तू ကနေမှလာပြီးတော့ share လမ်းလာလောက်တာဖြစ်တယ်ပေါ့နော်တကယ်လေးစားဖို့ကောင်းတယ်ပေါ့နော် တချို့တွေဆိုရင်အဲ့ဒီလိုမျိုးမပြောဘူးဘယ်လိုမျိုးလဲကိုရရင်ပြီးရောဆိုပြီးတော့တိတ်တိတ်လေးနေပြီးနေကြတာပေါ့နော်တကယ်ကျွန်တော်နော်ဒီမှာကျတော့ तू ကတကယ်လို့ဒီမှာမြဝတီဆိုတာကတကယ်ထိုင်းနဲ့နေစားပေါ့နော်နေစားတနေရပေါ့နော်မြဝတီဆိုတာကအဲ့ဒီမှာဆိုလို့ရှိရင်တမားနိုင်ငံသားများတော်ဖြစ်တဲ့ရုပ်နိုင်ငံသားတွေများတယ်ကြာနော်တရုတ်နိုင်ငံသားတွေကအဲ့ဘက်ဒီမှာလာပြီးတော့ဇီဝရှာနေတဲ့ဒီလိုပုံစံမျိုးပေါ့နော် အဲဆိုတဲ့ခါကျအဲ့ဒီဘက်မှာဆိုလို့ရှိရင်ပွဲသားတွေကလည်းအရန်များတယ်မြဝတိဆိုတာနေဆိုင်ဖြစ်တဲ့တဲ့နဲ့တကယ်လို့မြဝတိမြို့ကိုရောက်လာမယ်ဆိုလို့ရှိရင်တဲ့အလုံးလုံးဖို့အာအခုလိုမျိုးအလုံးလုံးဖို့အတွက်အဲ့လိုမျိုးပေါ့နော်ကိုနဲ့အတိကျွမ်းကျင်မရှိဘူးဆိုလို့ရှိရင်မြဝတိမှာအလုံးလုံးဖို့ဆိုရင်တတိကြီးစွာနဲ့လာဖို့နေဖို့ဆိုဒီညီမလေးကနေမှအခုလိုမျိုးရှယ်လန်းပြန်လောက်တာပေါ့နော်ဒါကိုကျွန်တော်ကနေမှပြန်လဲပြီးတော့မြဖို့ပေးမှဖြစ်ပါတယ် ဒါကြောင့်ဒီဗီဒီယိုဖိုင်လေးကိုနားထောင်ပြီးပြီဆိုလို့ရှိရင်တကယ်ချင်းတို့အနေနဲ့များများလေးတာရှယ်သွားပါတော့။ဘာဖြစ်လို့လဲဆိုကြံတဲ့သူတွေတွေ့မှာဆိုလို့ပေါ့နော်။ဒါကတော့မြတ်ဝတိဆိုတာကတကယ်တမ်းတတိထားကြရနေရဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လွင်ခဲ့တဲ့3နဲ့4နှစ်လောက်ကဆိုလို့ရှိရင်ပြပြပေးမယ်။အဲ့ဒီအရောအားဆိုရင်ဘာဖြစ်ကြရလဲဆိုရင်ပတ်စံနေလဲရတယ်။ဥပမာထိုင်းနိုင်ငံနဲ့မြန်မာပြည်ပြန်ပြီးဆိုမြတ်ဝတိရောက်လို့ရှိရင်လူတွေကငွေလဲတယ်ပေါ့နော်။ငွေအလဲလဲတွေလုပ်ရတယ်အဲ့လိုမျိုးပေါ့နော်။ဘန်းနဲ့မြန်မာငွေနဲ့အလဲလဲတွေလုပ်တဲ့အခါမှာဘယ်လိုမျိုးထိ အာလိန်တယ်လဲဆိုလို့ရှိရင်ဥပမာအာဆယ်ဒိန်အုပ်ဆိုလို့ရှိရင်ဆယ်ဒိန်အုပ်ဆိုလို့ရှိရင်ဂျားထဲမှာသူတို့ကဘယ်လိုပုံစံမျိုးကြီးလောက်လဲဆိုရင်စက်ကူတွေထထထထပြီးရင်ပတ်စံထတဲ့စက်ကူထတဲ့ပတ်စံထတဲ့အဲ့လိုပုံစံမျိုးတွေလောက်တယ်။သိန်း90အုပ်ဆိုလို့ရှိရင်သိန်း90အုပ်ရဲ့ဂျားတွေထဲမှာအဲ့လိုပုံစံမျိုးတွေလောက်တာပေါ့နော်။အဲ့လိုပုံစံမျိုးတွေလောက်ပြီးတော့လိန်ကြတယ်ပေါ့နော်။ဒါပြီးခဲ့တဲ့3-4နှစ်ကတည်းကတိုင်းပေါ့နော်။ နောက်တစ်ခုကပါဠိထိလဲဆိုဒါကိုရဲ့အတွေ့အကြုံမှာကိုရှေ့နားနေဖြစ်တာပါဘောနော်ဆိုတော့အဲ့ဒါကမြောက်တီဒီချစ်ချစ်ရဲ့ဒါကြီးထိတ်မှာဘောနော်အဲ့ဒီမှာဆိုရင်ဘယ်လိုမျိုးဖြစ်ကြရလဲဆိုလို့ရှိရေကျွန်တော်တို့ဒီ time back ကနေပြန်တဲ့မြန်မာ ပြည်သားတွေဆိုဘယ်လိုမျိုးဖြစ်ရတယ်လဲဆိုခါကြတော့အဲ့ဒီမှာအဝင်တုံးအထွက်တုံးအထွက်တုံးထူရတယ်ဗောညာအထွက်တုံးထူတဲ့အခါမှာဆိုရင်တချို့မြန်မာပြည်သားတွေကနားမလဲကြဘူးအဲဆိုရင်တချို့ အာလူတွေကလာပြီအာကျွန်တော်ထူပေးမယ်အဲ့လိုမျိုးပေါ့နော်ကျွန်မထူပေးမယ်ဆိုပြီးရင်ပတ်စံဘလောက်ပေးရမလဲဆိုစာအုပ်ကိုယူလိုက်တယ်ယူပြီးရင်ပတ်စံကိုအရင်ယူတယ်ပတ်စံယူပြီးသွားတဲ့အဲ့ဒီလူကထွက်ပြေးသွားတယ်စာအုပ်ကိုတခြားတက်နေပြတ်ထားလိုက်တယ်အဲ့လိုပုံစံမျိုးဒါကုရှင်နေဖြစ်တာပေါ့နော်ကောက်လေးတယောက်ပါအဲ့လိုပုံစံမျိုးဒါကြောင့်မို့လို့မြဝတီမှာလာပြီးအလုံးလုံးမယ်ဆိုတဲ့ တခြားတနေရာတဲ့နေအလုံးလုံးမဆိုရင် TP profile လေးကိုဆွမ်းအောင်နားထောင်ပြလို့မော်နားထောင်ကြည့်မယ်နော်မြောက်ရီမှာလှုပ်လှုပ်ချင်တဲ့လူတွေကိုပြောပြမယ်နော်မြောက်ရီမှာလှုပ်လှုပ်ချင်နေတဲ့လူတွေတခြားနားထောင်ပေးပါဒါကနော်ဘဒုဥမထိခိုက်ယူရပြီးပြောပြရမှာမဟုတ်ဘူးဒါအလုံးလှုပ်ချင်နေတဲ့လူတွေကိုတနာလို့ပေါ့နော်ညီမပြောပြတာဒီ TP profile နာစကပြန်နေတွေ့လို့ရှိရင်ကျမကိုရမ်းမုန်းလိမ့်မယ်ဘာလို့လဲဆိုတော့ကျမစကပြန်နေမကောင်းကြောင်းပြောမှာတော့မဟုတ်ဘူးဒါပေမဲ့အများစုစကပြန်နေကဒီတိုင်းပဲလောက်တာတရုတ်စကပြန်နေ မြန်မာတွေကအလုံးလုံးချင်တယ်အလုံးလိုတယ်သူတို့ကတရုတ်တွေနဲ့တရုတ်စကားပြန်နေဆိုတော့သူတို့တရုတ်စကားတတ်တယ်တထေးတွေကလူလိုတယ်ဆိုသူတို့ကရှာပေးတယ်အဲ့တော့သူကစမကြေးယူတယ်အဲ့စမကြေးယူလို့ရှိရင်အဲ့လုံးသမားကိုတွင်းပေးတယ်ပေါ့ခဏနေလို့ရှိရင်သူတို့မကြိုက်ဘူးသူတို့ကအကြောင်းမျိုးမျိုးပြပြီးအဲ့လုံးသမားကိုထုတ်လိုက်တယ်နောက်ထပ်အလုံးသမားတွေခေါ်တယ်သူတို့စမကြေးရတယ်အဲ့လိုမျိုးအဲ့လိုမျိုးနီးနဲ့သူတို့ကသူတို့အဲ့မှာနေတဲ့ဖားပြီးတော့ဒီဆိုင်ရဲ့စကားပြန်ဆိုတော့ဒီလိုပဲလုပ်တယ်ဟိုဆိုင်ရဲ့စကားပြန်လည်းဒီတိုင်းပဲလုပ်တယ်သူတို့ကစမကြေးယူတယ် ြုလို့ရှိရင်တို့ကလုံမအောင်နောက်ထပ်တလားတလားမပြည့်ရင်လည်းထုတ်ဝင်ထုတ်ခံထိမယ်တလားလောက်နေထုတ်ခံထုတ်ဝင်ထုတ်ခံထိမယ်ပြီးတော့တို့ကစမကြီးရပြီးသွားပြီလေစကားပြားစမကြီးရပြီးသွားပြီတထည့်ကိုအကြောင်းမျိုးပြမယ်အလုံမားတွေရဲ့စကားကလည်းတထည့်နားတဲ့ကိုရောက်မှာမဟုတ်တထည့်နားတဲ့ကိုရောက်မဲ့စကားကလည်းဒီစကားပြန်ကြီးရဲ့စကားပဲရောက်မှာစကားပြန်ကြီးကအကြောင်းမျိုးပြပြီးတော့နင်တို့ထုတ်မှာနင်တို့ဆရာစမကြီးပဲယူမှာโอเคပြုလို့ရှိရင်လောက်ကကောင်းရမှာမဟုတ်နောက်ထပ်အလုပ်တွေတော့လည်းအဲ့ဒီတိုင်းပဲအဲ့ဒါမို့မြောက်ဒီမှာလှုပ်လှုပ်ချင်နေတဲ့လူတွေကိုယ့်ရဲ့အတိမိတ်ဆွေမရှိဘဲနဲ့ကိုယ့်ရဲ့အရန်ရင်းနေရတဲ့လူတွေမရှိဘဲနဲ့အလုံးလှုပ်ချင်မနေပါနဲ့ ူများပြောတာလည်းအားမကြပါနဲ့ဒီမှာလုံမဲ့လူတွေအကုန်လုံးကလူလိန်နေချိပဲမြောက်ဒီမှာရှိတဲ့ရောက်တရာမှာဆိုရင်60လောက်ကလူလိန်နေโอเคမှန်တယ်ဟုတ်တယ်လူကောင်းဆိုတာအရန်ရှားတယ်မြောက်ဒီမှာသူများပြောတဲ့မြုံမှာနဲ့ပတ်စံနေဘလောက်ရတယ်ပြောတိုင်းလည်းမယုံပါနဲ့သူတို့လုံတယ်ဆိုတာသူတို့ဘာလုံလို့ရလဲဆိုတာရှင်တို့မသိဘူးဟုတ်ပြီလားလူတွေကလည်းနောက်ခွဲရကိုလှုပ်တဲ့အရာတွေကိုအမှန်တိုင်းပြောပြမှာမဟုတ်ဘူးရှင်တို့ကြားတဲ့ပတ်စံတွေကိုပဲမှတ်လုံပေးပြီးပြောပြမှာရှင်တို့ဟုတ်တယ်ရှင်တို့ရမယ့်အရာတွေမဟုတ်ဘူးအဲ့ဒါသူများရတိုင်းရှင်တို့ရမှာမဟုတ်ဘူးโอเคအဲ့ဒါမလို့ မြောက်ရီကိုလာကျင်နေတဲ့စိတ်တွေကိုဖြောင်းလိုက်ပါမြောက်ရီမှာလူလိမ်တွေပဲများပါတယ်ကိုယ့်ရဲ့အတိမိတ်ဆွေရမ်းရင်းနေတဲ့လူတွေရှိမှတာမြောက်ရီကိုလာခဲ့ပါသူများကိုအားကိုးပြီးမှလာမယ်ဆိုရင်သကပြန်နေအားကိုးမယ်ထားပြီးတော့ဒီအလုံးရှာပေးတဲ့လူတွေအေဂျင်စီတွေအားကိုးမယ်ဆိုတော့မလာပါနဲ့ရှင်ရှင်တို့ပဲမွေးသွားမှာပါသူတို့ကသကပြန်နေအလုံးရှာပေးတဲ့လူတွေကချမ်းသာသွားမှာပါရှင်ဟုတ်တယ်ကျေးဇူးတင်ပါတယ်ကျမကတော့အီအီဖြစ်ဝဲဖြစ်ပါတယ်ကဲကြားတဲ့အတိုင်းပဲတကယ်ချင်းတို့ရေနော်ဒါကတော့မြောက်ရီမှာဒါဖြစ်ဖြစ်နေတဲ့ ကြောင်းအရာတွေကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ YouTube channel အကောင့်လေးကိုလည်း like share လေးလုပ်ထားပေးအောင်ပေါ့နော်နောက်ထပ်ဒီလိုမျိုး video တွေကိုထပ်ပြီးတော့တွေ့ရအောင်ပေါ့နော်ကျွန်တော်အများကြီးမှာပထမကျွန်တော်ဒီ profile မှာပြောသားဆိုရင် share မှာကျွန်တော်ရဲ့အတွေ့အကြုံကိုပြောပြတယ်ဒါပြီးရင်ဒီညီမလေးကနေမှသူ့ရဲ့စေတနာပါပါလေးနဲ့အခုလိုမျိုးလာပြီးတော့ share link လုပ်သွားပေးတာပေါ့နော်ဒါကြောင့်မလို့ profile လေးကို တကယ်ချင်းတို့ကြည့်ပြီးသားရေးဆိုလို့ရှိရင် like share လေးလှုပ်ထားပေးပါအောင်လို့ပြောနေအားလုံးဖိုင်ဖိုင်နောက်ပြည်ကြမှာကျွန်တော်တို့တွေပြန်လဲဆုံပြီးကြမှာနော်ပါရှင့်ကျမအခု